ားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ကျွန်တော်တို့ဆက်ပြီးတော့သွားကြည့်မယ့်ပြလိုက်ကတော့ The British Museum မှာဒီပြလိုက်ကိုစပြီးတော့တိဆောက်တဲ့ခုနှစ်ကိုမြင်တဲ့အချိန်မှာကျွန်တော်တော်လေးအံ့ဩသွားတာပါစပြီးတော့ဖွင့်တဲ့ခုနှစ်က1959ခုနှစ်ပါအဲ့တော့အခုကနေဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း260ကျော်ကနေစပြီးတော့ဖွင့်လာခဲ့တဲ့ပြလိုက်တစ်ခုပါဒီပြလိုက်ကဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ပြည်ထောင်နိုင်ငံမှာနေတဲ့ဂျိုဘချမ်းသာတဲ့သူတယောက်ကနေပြီးတော့သူစုစုံထားတဲ့ပစ္စည်းတွေကိုနိုင်ငံကိုလှူပါတယ်အဓိကတော့ဘရင်ဘောနော် ဲ့အချိန်မှာသူ့ရဲ့စိတ်ကူသူ့ရဲ့လှုပ်ချင်တဲ့အရာပါလဲဆိုတော့ဟုတ်ပြီဒီပစ္စည်းတော်မများဘူးပြည်သူတွေကိုပြချင်တယ်ပြည်သူတွေကိုသိစေချင်တယ်မြင်စေချင်တယ်ကြည်စေချင်တယ်အဓိကတော့စာအုပ်တွေဒင်္ဂါးပြားတွေရုပ်ကျွင်းတွေအပင်တွေအမှုပညာလက်ရာတွေတော်တော်လေးကိုများတာပါအဲ့ဒီချိန်တော့ကမ္ဘာပေါ်မှာအများပြည်သူကိုကိုပိုင်တဲ့ပစ္စည်းတွေပြတာလားနော်နိုင်ငံတော်ရဲ့ပြတဲ့ပုံစံမျိုးဆိုမရှိသေးပါဘူးအဲ့ဒီချိန်ပါလီမန်နေပြီးတော့သဘောတူလိုက်ပါတယ်ဥပဒေတစ်ခုပြဋ္ဌာန်းလိုက်ပါတယ်အဲ့ဒီချိန်နေစပါ 1953ခုနှစ်မှာစပြီးတော့တိဆောက်တယ်1959ခုနှစ်မှာကျတော့အများပြည်သူကြီးလို့ရအောင်ဆိုပြီးတော့ဖွင့်လှစ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်တည်းကနေစပြီးတော့ဒါဝင်ကြီးအလကားပေါ့နော်ဘာသူမဆိုအခမဲ့ဝင်ရင်းကြီးကြီးလို့ရတာအခုချိန်ထိပါပဲအဲ့ဒီမှာဒီပြတဲ့ကဘလို့ဖြစ်လို့ဒီထက်ပို့ပြီးတော့ကြီးလာတာလဲနော်ကဘာပေါ်မှာတကယ်ဆူဆုံလေးလေးနဲ့ဒီလောက်ရှားပါလိုက်ရတယ်ရှိနေရလဲဆိုတော့အထူးကတော့ကျွန်တော်နေဝင် Empire အချိန်မှာသူတို့စိုးမှုခဲ့တဲ့အချိန်မှာကဘာပေါ်မှာ အရှာရောအာဖရိကရောအမေရိကရောဥရောပရောနေရာဒေသဘောင်းစုံကပစ္စည်းအမျိုးမျိုးပုံစံမျိုးနဲ့ယူလာတယ်เนาะအရှိချင်မှာဒီပြတာချင်မှာပြသထားတာပါเนาะနာမည်ကြည့်တာတော့ဒီထဲမှာရှိတဲ့စာကြည့်လိုက်ပါเนาะအထူးကစာဖတ်ကံပေါ့เนาะစာအုပ်တွေအများပြထားတဲ့နေရာတော်လို့နာမည်ကြည့်ပါရအဲ့ဒီမှာဗြိတိနိုင်ငံရဲ့ကဘာကျော်တွေဖြစ်တဲ့ကျွန်တော်စာရေးဆရာတွေတို့ကပညာရှင်တွေတော်တော်များဒီမှာလာပြီးတော့စာဖတ်ခဲ့ကြတဲ့သူတွေလည်းရှိပါတယ်လက်ရှိချိန်မှာဆိုလို့ရှိရင်လည်းမြင်ကြတဲ့အတိုင်းပဲပေါ့เนาะကလေးလေးတွေလာရောက်ပြီးတော့လေ့လာကြတာပါ တော်တော်လေးကိုညားတော့ပါဒီပြားလိုက်တိဆောက်ထားတဲ့ပုံစံအရအပြားချင်းမယ်ဆိုလို့ရှင်တော့အဲဂရီပုံစံတိဆောက်ထားပါဘောနော်စကိုရာစုအလင်းမှာပြည်သူ့ကပညာရှင်တယောက်ကနေပြီးတော့ဒီအဆောက်အဦပုံစံကိုတိဆောက်ခဲ့တာပါအထဲမှာဆိုလို့ရှိရင်တော့ဒါတော်တော်လေးကိုကြီးစရာလည်းများတယ်ကျွန်တော်ကအကုန်လုံးတော့မဟုတ်ဘူးပေါ့နော် ကျွန်တော်မြင်ရတဲ့တည်းမှာနာမည်အကြီးဆုံးကတော့နာမည်အကြီးဆုံးဆိုတာလူကြီးအများဆုံးလူကြီးအများဆုံးနဲ့လူအစီဆုံးတိုးနေရတဲ့နေရာကတော့ Rosetta Stone ပါဟုတ်ပြီအဲ့ဒါနဲ့ပတ်သက်လို့ကတော့ကျွန်တော်အီဂျစ်ပြည်နဲ့ပတ်သက်တဲ့ဗီဒီယိုမှာပြောထားပြီးသားပေါ့နော်တကယ်လို့များမကြည့်ရသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တော့ကြည့်ဖို့တိုက်တွန်းချင်ပါတယ်စိတ်ဝင်စားစရာလည်းကောင်းပါတယ်ဒီကြော်တုံးမှာရတဲ့ဘာသာစကားတွေအကြောင်းအဲ့ဒါကိုဖော်ထုတ်လို့ရလိုက်တဲ့အတွက်ကြောင့်ရှီယောင်းအီဂျစ်ပြည်နဲ့ယနေ့ခေတ်ကျွန်တော်ကဘာဆက်ဆက်လို့ရသွားတာပါအများကြီးတည်သွားတာပါ လူသိလည်းများတယ်လူစိတ်ဝင်စားမှုလည်းများတယ်เนาะအဲ့ဒါနဲ့ပတ်သက်တဲ့စာအုပ်တွေနောက်တစ်ခါအီဂျစ်ပြည်ရဲ့အရင်တော့အသုံးခဲ့တဲ့အယုတ်စာပေါ့နော်လက်ရှိချိန်မှာနားလည်နေပြီဘာသာပြန်နာနေပြီဖြစ်တဲ့အကြောင်းဘလို့ဖတ်တယ်ဘာတွေပဲလဲဆိုတာစိတ်ဝင်စားအောင်ရေးထားတဲ့စာအုပ်တွေလည်းအများပြားဒီမှာရောင်းနေရပါခင်ဗျဟုတ်ပြီကျွန်တော်တို့တခြားနေရာလိုက်ပြီးတော့ကြည့်လိုက်ကြပါဘောနော်ဟုတ်ပြီဒီကတော့ ASEAN Empire ဆိုတာတကယ်ကိုတချင်တော့အင်အားကြီးမားခဲ့တဲ့ပထမဆုံး Empire ကြီးလို့တော့ပြောလို့ရပါဘောနော်ဒါဘာကြောင့်လဲဆိုတော့အဲ့ဒီချင်တော့ စစ်တပ်အင်အားကြီးကြကြောင်းလဲပါတော့ဗောနော်အနေရာကတော့ကျွန်မဆိုပိုတေးမီးယားမြောက်ပိုင်းမှာဗောနော်အခုခင်းနေဆိုလို့ရှိရင်တော့ဒါအီရက်ပတ်ဝန်းကျင်ဒေသတွေဗောနော်အလွန်ခဲ့တဲ့နှစ်2000ကျော်ပါအဲသူတို့ဒီတမိုင်းပညာရှင်တွေပြောတဲ့ခုနှစ်ကတော့2500 BCE ကနေ609 BCE ကြာဗောနော်တိတိလေးရနေပြီးတော့တော်တော်လေးကိုနိုင်ငံရဲ့ကြီးွားတာပါဘလောက်တော့ကြီးွားလဲဆိုရင်အခုခေတ်အမျိုးဘုံနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အီဂျစ်ပြည်ကနေပြီးတော့ကျွန်တော်အီရန်လောက်ထိကိုရှိတာပါ အလောက်ကိုကြီးတာပါအ တော်တော်လေးကြီးရလို့ပြောလို့ရတယ်အဓိကကုံသွေးတွေကောင်းအောင်မလုပ်နိုင်နဲ့နောက်တစ်ခါဒီအုပ်ချုပ်တဲ့သူတွေကခေါင်းဆောင်ကောင်းတွေရှိခဲ့တယ်ဘရင်ကောင်းတွေရှိခဲ့တယ်အဲ့ဒါကြောင့်မို့တော်တော်လေးကိုဒီနေရာဒေသပေါ့နော်အင်ပါယာကြီးတစ်ခုဖြစ်နေဖြစ်ပေါ်လာတာပါဟုတ်ပြီအဲ့ဒီမှာစစ်တပ်ကဘာဖြစ်လို့အင်အားကောင်းလာလဲဆိုတော့အဲ့ဒီချိန်တုန်းကသူတန်နဲ့လုပ်တဲ့တန်လက်နက်တွေပေါ့နော်တော်တော်လေးကိုကြေကြေပြန့်ပြန့်သုံးနေပါပြီနောက်တစ်ခါစစ်တပ်က professional ပေါ့နော်နောက်သူတို့အားသာတာအံ့ဩစရာကောင်းတာပါလဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်ရှေးအောင်ဆိုလို့ရှိရင်အရင်ခေတ်ကဆိုလို့ရှိရင် တယောက်နဲ့တယောက်နဲ့ရန်သူနဲ့တိုက်ကြတယ်ခိုက်ကြတယ်ဆိုအဲ့ဒီပြင်သူကနောက်ထပ်သုံးတာစိတ်ပန်းဆန်ရပါတော့လှည့်စားတဲ့အကွက်တွေလည်းသုံးပါလားအဲ့ဒါတော့ရန်သူကိုတိုက်တော့မတိုက်ရသေးဘူး၆တာပါရန်သူကမတိုက်ရသေးဘဲနဲ့လက်နဲ့ချအောင်ဆိုပြီးတော့ငါတို့တွေကဘလူးမျိုးရက်ဆက်တယ်ငါတို့ကဘာမျိုးလုံးနိုင်တယ်ဒါဘလူးမျိုးဖြစ်သွားပြီပေါ့နော်ဒီဝါထားဖြန့်တာပေါ့နော်စစ်တပ်ကမချီလာရသေးဘူးတရင်စကားအမှားတွေပေါ့နော်အရင်ဆုံးဖြန့်လာတာပါအဲ့ကြောင့်ရန်သူဆိုရင်ကြောက်လန့်နေပြီပေါ့နော်အဲ့လိုမျိုးအဲ့ဒီချိန်ကြီးနဲ့သုံးနေရပါတော်တော်လေးအောင်ဆရာကောင်းပါအဲ့တော့သူရဲ့မျိုးတော်ကဘယ်နေရာမှာရှက်လဲဆိုတော့ မျိုးတော်ကတော့တဏျာထဲမှာမဟုတ်ပါဘူးဘယင်အလိုက်ပေါ့နော်မျိုးတော်တွေကတခုလေးရှိတာပေါ့ဗျာနေရာလိုက်ပြောင်းသွားတာပါခက်လိုက်ပေါ့နော်နည်းနည်းလေးပြောင်းနေရပေါ့နော်မျိုးတော်ကတော့နော်ဒီစတက်အင်အားကြီးတာတခုလေးကြောင်းတော့မဟုတ်ပေါ့နော်အဲ့နေရာအလောက်ကြီးအင်ပါယာကြီးလာဆိုအထူးကတော့အဲ့ချင်တော့စာပေပညာရှင်တွေရှိတယ်အမှုပညာပညာရှင်တွေရှိတယ်နောက်တစ်ခါဒီဆောင်ရွက်ကောင်းမှုလုံးနိုင်တဲ့သူတွေရှိတယ်အဲ့ဒါကြောင့်မို့ဒီနိုင်ငံကတော်တော်လေးကိုဒီအင်ပါယာကြီးထွားလာတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့ကျွန်တော်ဘေဘီလုံမြို့သားတွေကအင်အားတစ်ဖြည်းဖြည်းကြီးလာတယ်အဲ့ချင်မှာခုနကတော့ အရှင်းအပါရနောက်ဆုံးတစ်ဖြည်းပြိုလဲသွားတာပေါ့နော်ဟိုကျွန်တော် green bag အချောင်းနဲ့နဲ့သွားလိုက်ကြအောင်နော်ဟိုကျွန်တော်တို့ဒီ green နဲ့ပတ်သက်လို့ဟာရုပ်ထုတွေပေါ့နော်စာချုပ်ကြောင်းနဲ့ထူထားတဲ့ရုပ်တွေအားလက်ရှိချိန်မှာကျွန်တော်ဟိုကျိုးပဲ့နေတာတွေတော်တော်လေးကိုတွေ့ရတယ်အဲ့တော့ အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့တမိုင်းကြောင့်မသိဘူးဆိုလို့ရှိရင်အရှေယောင်းပစ္စည်းတစ်ခုအနေနဲ့ဒီတိုင်းမကြည့်လို့ရပါမဆိုးလဲရမြောက်တယ်ဆိုတော့အစင်လောက်ပဲစိတ်ဝင်စားစရာအလောက်ကြီးမကောင်းပါဒါပေမဲ့တကယ်လို့များဒီနောက်ကွယ်တမိုင်းနေသူကဘာဒူလဲဆိုတာဘာရုပ်လဲဆိုတာသိမယ်ဆက်ဆက်နေဟာတွေသိမယ်ဆိုလို့ရှိရင်လုံးဝမတူပါအကုန်လုံးတော့မဟုတ်ဘူးเนาะဘာလို့ဆိုဂရိတမားကျွန်တော်တက်တက်ပြောအစီအစဉ်ရှိတယ်ဗောနော်နည်းနည်းလေးတော့နောက်ပိုင်းမှာဗောနော်အဲ့ဒါတွေကတော့လောလောဆယ်ကျွန်တော်နမူနာတစ်ခုပြပြပါမယ်ဒီရုပ်ပါဟုတ်ပြီဒီရုပ်ကဘာတူလဲဆိုလို့ရှိရင် ဒီတိုင်းကြည့်မယ်ဆိုလို့ရှင်တော့ဒါအမျိုးသမီးတယောက်ဆိုတော့အဲ့လောက်ကြီးဟိုဘယ်လိုပြောမလဲဂရိတမိုင်းမတင်ထားတဲ့သူမလေးလာတာဆိုတော့တိဘမလို့ဘောနော်သူ့နာမည်ပြောလဲနည်းနည်းလေးစိတ်နေမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဆက်ဆက်ပြီးတော့ပြောပြပါမယ်ခင်ဗျာအဲ့ဒါတော့ကျွန်တော်လူတိုင်းပြတာဆိုရင်ဂုခင်မှာကျတော့မျက်နှာမောင်ဘောနော်ကျူပစ်ပေါ့နော်သူရဲ့ကျူပစ်ဆိုလူတိုင်းပြကြတာကျူပစ်ရဲ့အမေပါကျူပစ်ရဲ့အမေဆိုတော့ဘယ်သူလဲပေါ့ဘယ်လိုလဲပေါ့နော်အဲနည်းနည်းဒီဆက်ပို့ပြီးတိအောင်ပြောမယ်ဆိုလို့ရှင်တော့ကျွန်တော် business ပေါ့နော်တကယ်တကယ် ဘီနက်ဆိုတာကြတော့ယောမခစ်ရောက်နေပြီပေါ့နော်အယောမခစ်ကျွန်တော်အခုလက်ရှိချိန်မြင်ရတာလဲဒီယောမတွေလက်ရပဲတော်တော်များများဒါမူလာကကြတော့ဂရိစီရလာတာပါသူကဒန်နာရီလာပေါ့နော်အဖာဒတ်ဒီဆိုတာဟုတ်ပြီသူကဘယ်သူလဲဆိုတော့သူကအချစ်နောက်တစ်ခါအလှရဲ့နဗျားပေါ့နော်အချစ်ရဲ့နဗျားဆိုတာအချစ်ရဲ့စွမ်းလို့ပြောလို့ရမှာနော်ဟုတ်ပြီအမစွမ်းလို့ပြောလိုက်မယ်ဆိုလို့ရှိရင်အချစ်ရဲ့စွမ်းကဘာလဲဆိုတော့ဖန်တီးနိုင်စွမ်းလည်းရှိတယ်ဖြည့်စည်းနိုင်စွမ်းလည်းရှိပါတယ်အဲ့တော့အစောပိုင်းမှာတော့သူအဖာဒတ်ဒီဆိုပြီးတော့ဒီ greed တန်းဟိုင်းဒီမှာတည်ကြတယ်နောက်ပိုင်းကျတော့ business ပေါ့နော်တောက်ကြကြိုးတို့ပေါ့ဆိုအဲ့ဒီဒီအဲ့ဒီကနေလာပေါ့နော်သူ့နာမည်ကနေလာပေါ့နော်ကျွန်တော်ညာဘက်ကောင်းကင်ရံမှာဆိုရင်ကျွန်တော်အတောက်ပါဆုံးအလှပါဆုံးဆိုပြီးတင်စားကြတာပေါ့နော်နောက်ဒီ shake it greed တွေဆိုလို့ရှိရင်နှင်းစီပန်းအစား तू ကနေဖြစ်ပေါ်လာဆိုပြီးပြောတာပေါ့နော်ဥမာသူ့ရဲ့သွေးကနေဖြစ်ပေါ်လာပေါ့နော်အဲသူ့ရဲ့ဒီဘဲချင်းမှာလဲဆိုတော့ तू ကချစ်သူတေးလို့ငိုတာပေါ့နော် तू ချစ်သူကဘာတူလဲဆိုတော့ adonis ဆိုတဲ့သူက ဟုတ်ပြီအဲ့ဒီမှာကျွန်တော်နည်းနည်းလေးခုနကဒါဂျုံနှုံးလေးဂရိတမလီနဲ့တွေးရှိလိုက်ကြအောင်ပြောပြချင်ပါဘူးအဲ့တော့ဒီ adonis ဆိုတော့သူ့ရဲ့ချစ်သူဆိုတော့သူ့ရဲ့တရားဝင်လက်ထပ်တာလားဆိုတော့အဲ့လိုမဟုတ်ပါဘူးသူတရားဝင်လက်ထပ်တာလားကြတော့မိနဲ့သားလို့ခေါ်တော့ပေါ့နော်သူ့ယောက်ျားဘယ်လိုပုံစံမျိုးသူကလူဆိုးတော့မဟုတ်ဘူးတဘောကောင်းတယ်ဒါပေမဲ့တိတ်ပြီးတော့ဟိုရုံမချိုးဆွဲဆောင်မသိမရှိဘူးနော်ဒါပေမဲ့ခုနပြောမြန် affidavits ကကြတော့ရုတ်တာလှတဲ့အတွက်ကြောင့်သူ့ကိုကြောင့်လူတန်းလူကျင်တယ်ဒါသူတို့အတွဲပေါ့နော်အဲ့ဒီမှာသူကနည်းနည်းလေးသူကဇလန်းရှုပ်တာဘာတူလဲဆိုတော့သူအရင်တော့ကကြတော့ Aries နဲ့ကြိုက်ပြပါတယ် Aries ဆိုတာကျတော့စစ်နှက်ဖရားပါပြီးလို့လို့ရှိရင်ခုနကတော့ဒီ Adonis ဆိုတဲ့သူနဲ့ကြိုက်ပါတယ်သူကကျတော့ရုပ်တော်တော်လေးကိုဖြောင်းတော့ပါရုပ်ချိုးတော့ပေါ့နော်သူကအနောက်တကတခြားသူတွေရှိသေးတာပေါ့နော်သူကြိုက်ခဲ့တဲ့သူတွေကအဲ့မှာကျွန်တော်ဇလန်ဘယ်လောက်ထိဖြစ်လဲဆိုတော့သူရောက်ကြတခါစိတ်ဆိုးပြီးတော့ဒီ Aries နဲ့ဖောက်ပြန်တဲ့အတွက်ကြောင့်ဆိုပြီးတော့သူကသူကအကုန်လုံးကနှစ်သားတွေဖြစ်တဲ့ကြောင့်အစွမ်းနဲ့ကိုယ်စီရှိတဲ့ကြောင့် Aries နဲ့ခုန Aphrodite နဲ့ဖောက်ပြန်နေတဲ့အချိန်မှာပိုက်ကုန်နဲ့ဖမ်းပြီးတော့ကျန်တဲ့တခြားနှစ်တွေကိုပါဖိတ်ခေါ်ပြီးတော့ပြတာပါ အဲ့လိုပုံစံမျိုးပါတကယ်ဘယ်လိုပြောမလဲအဲ့လိုတမန်ကျောင်းလေးတွေတိမဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့အယုတ်ကလေးတွေကြည့်ရတာနော်စိတ်ဝင်စားစရာတော့ကောင်းတာပေါ့နော်ဟိုဒန်နာကြီးဆိုပေမဲ့လည်းအဲ့ဒါနဲ့ပတ်သက်တဲ့နှစ်ပေါင်းအများကြီးရှိချာခဲ့တယ်နောက်လက်ရှိချိန်ဒီလည်းကြံနေသေးရတော့ကြောင့်ပေါ့နော်အဲ့တော့တော်တော်များကျွန်တော်ရင်းနေတာကတော့အဲ့ဒီသူ့ရဲ့သားပေါ့နော်အဲ့ဒီကျူပစ်အဲ့ဒီညနေမှတော့ရင်းနေတာပေါ့နော်ညနေမှလည်းတကယ်တကယ်ရုပ်တရက်ကြည့်လိုက်မယ်ဆိုတော့ကလေးပုံစံနဲ့ ဟိုလူတွေရဲ့ဟိုအကျိုးဆောင်နေတဲ့ပုံစံပေါ့နော်။မြားလေးကင်ထားတယ်လေးကင်ထားတာပေါ့နော်။အဲ့တော့အဲ့လောက်ကြီးစွမ်းမရှိလို့တင်တယ်မဟုတ်ပေါ့။သူရဲ့စွမ်းတကယ်ကြီးတာပေါ့။ဘာလို့ဆိုလူတွေရဲ့နှလုံးသားကိုထိန်ချုပ်နိုင်စွမ်းဆိုတဲ့အာတော်တော်လေးကိုကြီးတာပေါ့။အဲ့တော့ယူတက်ကြီးလိုက်မယ်ဆိုလို့ရှိရင်အမြန်နှမောင်လေးရဲ့ချစ်စရာလေးဆိုပြီးတော့ပုံလေးကြီးမြင်မြင်ပါပေါ့နော်။တကယ်တကယ်တော့အဲ့လိုမဟုတ်ပေါ့။အမြန်နှမောင်တလွဲလုံးလိုက်ပြီဆိုလို့ရှိရင်ခန်းထဲကောင်တော့တကယ်ကိုမတက်တာတာပါ။ကျွန်တော်နည်းနည်း green နဲ့ပတ်သက်တာပဲဆက်ပြီးတော့သွားတာပေါ့နော်။ ဒါကတော့ကျွန်တော်တော်တော်များများလဲတဏျာမဟုတ်တဏျာမြည်ဘူးကြမှာပေါ့နော်ပတ်တန်ဆိုတော့ပေါ့နော်ဟုတ်ပြီ तू ကတကယ့်ကိုနာမည်တော်တော်လေးကိုကြည်ပါလားဘာလို့နာမည်ကြည်လဲဆိုတော့ तू ਨੇ ဘယ်လိုပြောမလဲအဲ့ဒီအချင်းတော့ပေါ့နော်ဒီ Acropolis ဆိုတာဒီတောင်ထိပ်မှာစောက်ထားတဲ့ဒါမြို့ပေါ့နော်အဲအမြင့်မိုင်းမှာရှိတဲ့မြို့လေးပေါ့နော်အဲ့ချင်းတော့ဒီနတ်ဘုရားကျောင်းလိုဟာမြို့ပေါ့နော်နတ်ဘုရားကျောင်းဆိုတာကြတော့အထင်မလွဲစေချင်တာအခုခေတ်နတ်ဘုရားကျောင်းနေဆိုလို့ရှင်ဥမာနတ်ဘုရားတစ်ခုခုဆွတ်တောင်းလို့ဆိုအဲ့လိုမဟုတ်ပါဘူး နတ်ဘုရားတွေနေမဲ့နေရာမျိုးပေါ့နော်ကုန်းခွေရနေရာမျိုးနတ်ကုန်းလိုပုံစံမျိုးပေါ့နော်အဲဒီပဲလွဲမှာဆိုလို့ကျွန်တော်ပြောပြတာပါခင်ဗျာစချင်းကြောင့်နဲ့အဲ့ချင်းတော့ထူးစစ်တာတွေကြောင့်တောင်ပေါ်မှာလည်းဖြစ်နေတယ်အဲ့တော့နေအောင်ထိုးပြီဆိုလို့ရှိရင်တကယ်ကိုရွှေအောင်တွေလက်နေတာပါအဲ့တော့အဲ့ဒီချိန်တော့ဘီတုကလက်ရာအခုချိန်ထိကိုတို့လေအောင်းဝစီယာကောင်းလောင်းကိုလွှမ်းမိုးအများကြီးရှိတာပါအနုပညာရှင်တွေအစားနှစ်ပေါင်း2400ကျော်လာပြီသားပြောတာအခုကိပညာရှင်တွေရုပ်ရှင်နဲ့ပတ်သက်တဲ့ပညာရှင်တွေပဲဖြစ်ဖြစ်အနုပညာရှင်တွေပဲဖြစ်ဖြစ် ကိုးကားကြတာတွေအဲ့ဒီကနေပြီးတော့ရမိုးချင်းခံရအများကြီးရှိတာပါနော်ခီးသွဲဧည့်သည်တွေလည်းအဲ့ဒီကိုအများပြားသွားပြီးတော့ကြည့်ကြတာပါအဲ့တော့တကယ်တကယ်အဲ့နေရာဆိုတော့ကျွန်တော်အရင်တော့အဲတော်များသိကြမှာဆိုတော့အေသင်ပေါ့နော်တနေ့ဆိုတာကျွန်တော်ဒီမိုကရေစီမွေးဖွားခဲ့တဲ့နေရာပါအဲ့တော့အဲ့ဒီနေရာတွေကအခုခေတ်ဒီဂရီဘီတုကာတွေနောက်ပိုင်းယောမောပေါ့နော်နောက်တစ်ခါကျွန်တော်ဥရောပပေါ့နောက်ဘက်ကဘာပေါ့တော်တော်လေးကိုရမ်းမှုမှုရှိခဲ့တာပါနောက်တစ်ခါဒီနေရာဒီကျောင်းဆောင်ကတောက်လျှောက်ကြီးတပုံစံတည်းပေါ့နော် နတ်ဘုရားကျောင်းမုံစံနဲ့ရှိရဆိုအဲ့လိုတော့မဟုတ်ပါဘူးအပြောင်းလဲတွေအများကြီးကြုံခဲ့ရတာပါဥမာ900စုမှဆိုလို့ရှိရင်ကျော်ခရီးယံဘုရားရှိခိုးကျောင်းဖြစ်သွားတယ်အထူးကတော့ဒီအပြိုစင်မေရီအတွက်ဆိုပြီးတော့ပေါ့နော်အဲ့လိုပုံစံဖြစ်သွားတယ်နောက်1500စုမှကျတော့ဒီအစ္စလမ်ဘာသာဝင်တွေအတွက်ပလီပေါ့နော်မော့ခ်စ်ဖြစ်သွားတယ်အော်တိုမန်အင်ပါယာလက်အောက်ကိုရောက်သွားတဲ့အတွက်ကြောင့်ပေါ့နော်ဒီနေရာအဲ့လိုဖြစ်သွားတယ်ဒါပေမဲ့တော့ရှော့တော့ထင်းသိမ်းသားပါတယ်ဒါနောက်ဘက်မှာကျတော့ကျော်အလေဘက်မှာပောက်ကွဲပြက်စီးသွားတယ်ဘာဖြစ်လို့လဲဆိုတော့စစ်ဖြစ်တဲ့အချိန်မှာလက်လက်တီတူလုံးလာတယ်အဲ့ဒီမှာထင်းသိမ်းသားတဲ့အရာတွေက ပေါက်ကွင်းမှုဖြစ်သွားလို့ပေါ့နော်အဲ့တော့တော်တော်လေးကိုနှမျောစရာကောင်းပါလားနော်အဲ့နဲ့ပသက်ဆက်ဆက်တာတွေပြောစရာတွေကလည်းတကယ်ကတော့အများကြီးပါပဲအဲ့တော့ဒီနေ့ကတော့ဒီလောက်ထိပဲပေါ့နော်နောက်ပိုင်းအစီအပြေမယ်ဆိုတသက်ကိုပြောရမယ်အကြောင်းအရာတစ်ခုလို့လည်းဒါမှတ်ထားလို့ရပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်နေအောင်သွားလိုက်ကြအောင်ပေါ့နော် ောက်တစ်နေရာကတော့အာဖရိကပါဒါပုံမှန်လေးနဲ့ကျွန်တော်ဝန်ခံရမယ်ဆိုလို့ရှိရင်တော့အာဖရိကနဲ့ပတ်သက်လို့ကတော့ကျွန်တော်တော်တော်လေးကိုအာဖရိကတမိုင်းနဲ့ပတ်သက်လို့ပေါ့နော်ရှင်းအောင်တမိုင်းနဲ့ပတ်သက်လို့တော်တော်လေးကိုစိမ့်တာပါအဲ့တော့မြင်တွေ့လိုက်တဲ့အချိန်မှာကျွန်တော်မမြင်ဘူးတဲ့မတွေ့ဘူးတဲ့အရာတွေပြောတော်တော်လေးကိုအံ့ဩသွားတာပါကျွန်တော်တော်တော်လေးကိုဓာတ်ပုံတော်တော်အမြောက်အများရိုက်ခဲ့ပြီးတော့အချင်းတော်တော်ပြေးလိုက်တာတော့အာဖရိကနဲ့ပတ်သက်တဲ့ပစ္စည်းတွေပါပဲ။ဘာလို့ဆိုတော့ကျွန်တော်မမြင်ဘူးလို့ပါ။အဲ့တော့ဘလို့ဖြစ်လာလဲဆိုတော့ကျွန်တော်အာဖရိကကိုတော်တော်များများအ ခုချိန်ထိပေါ့နော်ကျွန်တော်အာဖရိကဆိုအရင်တော့တော်ရရရလူတွေလူရိုင်းနေဘာမှတည်တည်ချာယဉ်ကျေးမှုရှိတဲ့သူတွေဥရောပနေပြီးတော့ကျွန်တော်ယဉ်ကျေးမှုတွေအတတ်ပညာတွေတည်ဆောင်လာဆိုပြီးတော့ထင်ထားတယ်ယူဆတာကြတယ်တကယ်တကယ်ကတော့အာဖရိကဥရောပနဲ့ဆက်ဆက်မှုမရှိခင်တည်းကအာဖရိကကကျွန်တော်ကျေးတွန်းတဲ့ပညာပေါ့နော်အယုတ်တရားဒါအဲ့တော့တော့ဒီအာဖရိကမှာလည်းဘရင်နေရှိတာပေါ့နော်။မနိုင်ဂျီးရီးယားပေါ့ဆိုအခုခင်းနေစွန်းနိုင်ဂျီးရီးယားပေါ့နော်။ဘရင်နန်းတော်တွေရှိတယ်။အဲ့ဒီမှာတွေ့ရတဲ့လက်ရာတွေပေါ့နော်။ အဲ့ဒါကြီးတော်အောင်းစရာကောင်းလောက်အခုခင်မာတော့မှအခုခေကျေးဇူးပညာရှင်တွေကအစားဟာဒီလေးကတော်တော်လေးကိုကောင်းတယ်အခုခင်မာတော့ဒါမျိုးလုပ်ဖို့မလွယ်ဘူးဆိုတော့ဝင်ခန်းတဲ့အဆင့်မှာအဲ့လိုချင်းနေပါအဲ့တော့အဲ့ဒီချင်းเนี่ยအဲ့ဒီခေတ္တရပါဘောနော်နောက်တစ်ခုကကျတော့ဒီတသားနဲ့ပတ်သက်လို့ဘောနော်တသားဆိုဘဘူးဘောနော်အဲ့ခေတ္တကတော့ဘဘူးကိုသူကလူမျိုးစုတွေခွဲခွဲပြီးနေကြတဲ့တော့ကြောင့်ဒီကျွမ်းကျင်တဲ့ပုံစံတွေထူးတဲ့ပုံစံတွေမတူပါဘူးဟုတ်ပြီဒီဘက်လူမျိုးစုကထူးတဲ့အတတ်ပညာနဲ့ပညာရှင်နဲ့ဒီဘက်လူမျိုးစုကထူးတဲ့အမှုပညာရှင်နဲ့မတူပါဘူး ထွက်လာတဲ့ရုပ်ကလည်းမတူကိုပန်ဟန်လေးတွေရှိတာပေါ့နော်အဲ့ဒီသူ့ data အလိုက်သူ့လူမျိုးစုအလိုက်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော် demo gpc တွေဆိုလို့ရှိရင်ဥမာစင်စွန်နဲ့လောက်ထားတဲ့အရာတွေအားစားအဲ့ဒီမှာရှိတာပေါ့နော်အဲ့တော့တော်တော်များများဟိုဒီဘီဒိတ်နေရနေပြီးတော့သူတို့အာဖရိကရောက်တဲ့အချိန်မှာသူတို့နိုင်ငံကိုတည်လာတည်လာတဲ့အချိန်မှာပတ်စံပေးပြီးတော့ဝယ်တာလည်းရှိတယ်နောက်တစ်ခါပုံစံမျိုးမျိုးနဲ့ပေါ့နော်သိမ်းယူပြီးတော့ယူလာလည်းရှိတယ်နောက်တစ်ခါလူယူလာလည်းရှိတယ်နောက်တစ်ခါသူများတွေတစင်မောင်ကိုလက်ကနေတစင်ပြန်ပြီးတော့ဝယ်တာရှိအောင်နော် တချို့ကကြတော့ဒီ ဒီဥရောပကိုခိုးပြီးတော့တွင်းကြအောင်နော်တွင်းတဲ့ချိန်မှာပြားလိုက်တွေကိုပြန်ပြီးတော့ရောင်းတာပေါ့နော်အဲအဲ့ဒါမျိုးတွေလည်းရှိပါတယ်ပုံစံမျိုးမျိုးနဲ့ရောက်လာတာပေါ့နော်အဲတော့အာဖရိကလည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အရုပ်တွေရှိအောင်နော် Música ဟုတ်ပြီကျွန်တော်တို့အာရှဘက်ကိုဆက်ပြီးတော့သွားလိုက်ကြအောင်အာရှဘက်မှာကျတော့ကျွန်တော်တရုတ်တို့အိန္ဒိယတို့နော်ကိုရီးယားတို့တကယ်ဒီအာရှဘက်ကရှေးဟောင်းပစ္စည်းတွေပြတာပါဘောနော်အဲ့တော့ဒီခုနရင်ကျင်းမှုရောနောက်တစ်ခါအနုပညာလက်ရည်ရောပုံစံတော်တော်လေးကိုကွဲပါလားဥပမာတရုတ်ဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ပြင်ကဘာပေါ်မှာရွှေကိုတံမိုးထားကြတယ်ရွှေကိုတံမိုးကြီးဆိုတာတည်တယ်ဒါမှမဟုတ်တရုတ်တရာကြတော့ရွှေဆိုတာကြိုးဝချမ်းသာမှုပြတယ်ဒါမှမဟုတ်အထက်ကစိတ်ဝိညာဉ်တော့ပေါ့နော်ကြောက်စိမ့်ဆိုရင်တော်တော်လေးတံမိုးထားပါအ တော့ကြောက်စိတ်ကိုကြတော့ဒီကောင်းငင်ပုံမှာရှိတဲ့နတ်ပြည်နဲ့နန်းကြောက်တုံးဆိုပြီးသဘောထားပေါ့အဲကြောင့်မို့ကြောက်စိတ်ဆိုလို့ရှိရင်တို့တွေသဘောကျကြတယ်တကယ်ကိုတန်မိုးထားတယ်မင်းမြန်နေလို့နေပေါ့နော်တကယ်အဆောင်တွေပါတယ်အစားကြောက်စိတ်နေရှိတာပါအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့တကယ်တကယ်ကတော့ဘယ်လိုလဲဆက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တကယ်တစ်ဆောင်တစ်ညပုံမြင်တဲ့ကိုရှည်သွားမှာပေါ့နော်တကူချင်းစီလဲအသေးစိတ်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့ဒီနေ့မှာတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီလောက်နေပဲပေါ့နော်ဒီပြလိုက်ကိုနောက်ပိုင်းအဆင်ပြေတယ်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့တချို့အရာလေးတွေဆက်ပြီးတော့ပြောပြမယ်ထင်ပါတယ်

တကယ်အနုပညာလက်ရည်စုံနေကြတာတခုလို့လည်းပြောလို့ရပါတယ်အဲ့တော့ဒီတစ်ခေါက်တော့ကျွန်တော်ဒီလိုလုပ်ကြအောင်အမြဲတမ်းပေါ့နော်ပြလိုက်သွားကြည့်ပြီဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့နောက်ကနေစကားပြောပြီးတော့ရှင်းပြပေးနေတာပေါ့နော်အဲ့လိုမျိုးပဲနဲ့ဒီတစ်ခေါက်ကတော့ကိုယ်တိုင်အေးစစ်ကြည့်တဲ့ခံစားချက်မျိုးနဲ့ပေါ့နော်ကိုယ့်ကိုယ်လိုက်ကြည့်တယ်ပေါ့နော်အဲ့တော့အနည်းဆုံးတော့ကျွန်တော်မပြောတဲ့အကြောင်းပုံစံနည်းနည်းလေးတော့တစ်မျိုးဖြစ်နေမှာပေါ့နော်ကြည့်ရတာတချို့ပိုင်းလေးလည်းအားမလို့အားမရဖြစ်နေဖြစ်မှာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာစိတ်ဝင်စားစရာအကောင်းနာတော့ပါလဲဆိုတော့အဲကျွန်တော် ရွှေတွေနော်လက်ဝယ်ရတနာတွေနော်ကြောမြေတနာနဲ့အသေးစိတ်ပေါ့နော်အနုစိတ်လောက်ထားတဲ့ပစ္စည်းလေးတွေပါကျွန်တော်ရွှေတို့ဒီကြောမြေတနာတွေမကြိုက်တဲ့သူတော်မှအဲ့ထဲမှာတော်တော်လေးအချိန်ပေးလိုက်တာပါနော်လူကလည်းအဲ့ညမှာအများဆုံးပါပဲဘာဖြစ်လို့လဲဆိုတော့တကယ်အယောင်နေတဖိတ်ဖိတ်လက်နေရပါလူတိုင်းကင်မရာတွေနဲ့ရိုက်နေကြပါတော်တော်လေးအောင်းအောင်ဆက်ကောင်းတဲ့ဒီဇိုင်းနဲ့ဖန်တီးနိုင်မှုတွေနော်ကြောက်မျိုးစုံပေါ့နော်ရှိပါအဲ့ရနောက်ပိုင်းမှာပါလာတာပေါ့နော်အဲ့ဒါလေးလည်းကြည့်စေချင်ပါတယ်

thank you

thank you ဒီဘက်ကလည်းကြည့်ပြီးပြီဆိုတော့ဒီနေ့တော့ကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်လည်းပြန်ပါတော့ခင်ဗျာကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှပြန်လည်ဆုံတွေ့ကြတာပေါ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကြောင်းကျေးဇူးတင်ပါတယ်ခင်ဗျာ